27 audio channel ကိုနားဆင်နေကြတဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့တော့ဆေးရနန္ဒာမိုးကျေရေးသားထားတဲ့မှတ်မှတ်တင်နေမြမသမိုင်းဝင် ဖြစ်ရများတရားဆိုတဲ့ထက်ကကောင်းလို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ တောင်ပုလူဆရာတော်ဖခင်နဲ့ပတ်သက်လို့အံ့ဘွယ်ဗနန်းဖြစ်ရစံတစ်ခုကပါလဲ တောင်ဝုလူဆရာတော်လောင်းလျာကိုတက်ကြည့်1958ခုနှစ်တပေါင်းလာပြီကျော်3ရက်စနေနေ့မှာဝမ်ရင်းမြို့နယ်တဲစုရွာမှာ အဖဦးရန်အမိဒေါ်ရွှေတဲ့တို့ကဖွားမြေခဲ့ပါတယ်။ငယ်နေမယ်ကတော့မောင်ပေါ်လာဖြစ်ပါတယ်။မောင်ပေါ်လာကတဲစုရွာရေဝန်းကျောင်းဆရာတော်ထံမှာလောကရာအခြေခံစာပေတို့ကိုသင်ယူခဲ့ပြီးတော့ဆရာတော်ကိုပင်ဥပဇေပြုပြီးတော့ရှင်သာမဏေဖြစ်ခဲ့ပါတယ်။ဒီနောက်မှာယဟန်မော်ကိုရောက်ခဲ့ပါတယ်။ ဘွဲ့နာမည်ကတော့ရှင်နန္ဒီယာဖြစ်ပါတယ်။အရှင်နန္ဒီယာကမန္တလေးဒက္ခိနာရာမဘုရားကြီးတိုက်မှာပြင်မနာရှမ်းစုကျောင်းတိုက်ပခုတ်ကူမျိုးတို့မှာပိရိကကျမ်းစာများကိုနီးစုံလင်အောင်လေ့လာသင်ယူတက်မြောက်ခဲ့ပါတယ်။ကျောက်စင်တော်ရတပီးချောင်းနဲ့တောင်ပုလူတော်ရတို့မှာသတင်းသုံးမွေလျော်ရာကနေကျောက်စင်တော်ရတောင်ပုလူဆရာတော်လို့ဂုံသတင်းမှွေးခဲ့တာဖြစ်ပါတယ်။ ဆရာတော်ကနိုင်ငံခြားတိုင်းပြည်များကိုလည်းလှည့်လည်ကြွမြန်းပြီးတော့တရားတော်ကိုဟောပြောပြသပေးပါတယ်။တခါကပြည်ပမှာတောင်ပုလူတရင်စံတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ဖြစ်ရကတော့ဒီလိုပါ။ San Francisco ကနေ Los Angeles ကိုလင်းတစင်းပြန်တန်းနေပါတယ်။လင်းဆက်ထွက်ကြတဲ့ကအဆက်ဆက်ရရအစင်ပြေချိုးဝင်နေတဲ့လင်းရင်ကဆင်းရမဲ့လင်းရင်ဝင်းကိုရောက်တဲ့အခါမှာအင်ဂျင်တလုံးပြတ်သွားပါတယ်။ ဒါကြောင့်လေရင်ရဲ့ဘီးကိုချမရပဲဖြစ်နေပါတယ်။လေရင်မူးကြီးရဲ့စိတ်အာယုံထဲမှာအင်ဂျင်ပြတ်ဖို့ရောက်ရှိနေတော့အမှတ်တမှတ်ဆိုသလို ကြိလိုက်မိပါတယ်။အဲဒီနေရာမှာ လေရင်ရဲ့အတောင်ပံပေါ်မှာထိုင်လျက်ပြတ်သွားတဲ့အင်ဂျင်ကိုလက်ညှိုးနဲ့ထိုးနေတဲ့ဝိယုံအဝါပုံကူတူကိုမြင်လိုက်ရတဲ့အတွက်ပါဇက်အဟောင်းသားဖြစ်သွားပါတယ်။အဲဒီကမှလက်ထောက်လေရင်မူးကိုလည်းခေါ်ပြပါတယ်။ ဒီအဝါရောင်ဝိပုဂ္ဂိုလ်ကိုလင်းရင်မူးကြီးကိုယ်တိုင်မြတ်ဝါထံတွင်မြင်တွေ့ရပေနဲ့လက်ထောက်လင်းရင်မူးကတော့မမြင်ရဘဲဖြစ်နေပါတယ်ဒီချိန်မှာပဲအန်အောဘွေရာဖြစ်ပျက်ကဖြစ်ပျက်ခဲ့ပါတယ်လင်းရဲ့အင်ဂျင်ကပြန်ကောင်းလာပြီးတော့လင်းရင်ဘင်းကိုချနိုင်ပြီးတော့အန်ရဲ့ကင်းစွာကွင်းထဲကိုဆင်းသက်နိုင်ခဲ့ပါတယ်ဒီကမှာလင်းစိတ်မှာလမ်းလျှောက်ပြီ ွက်တော်မူလာတဲ့တောင်ပုလူဆရာတော်ကိုလင်းရင်မူးကြီးမြင်လိုက်တဲ့အခါပါဇက်အဟောင်းသားဖြစ်သွားပါတယ်။အကြောင်းကတော့လင်းရဲ့တောင်ဝင်ပေါ်ကနေညွန်ကြားလက်ညှိုးထိုးပြောပြနေတဲ့ပုဂ္ဂိုလ်ဟာတောင်ပုလူဆရာတော်ကြီးဖြစ်နေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာ။တောင်ပုလူဆရာတော်ကြီးစောက်တည်ခဲ့တဲ့ဒူတင်ကဘာဒူတင်လဲ။ဒူတင်ဆိုတာကတော့ကိလေသာကိုခါထွက်ပစ်နိုင်သောအကျင့်လို့အဓိပ္ပာယ်ရပါတယ်။ ဒူရင်ဘုံ33မှာရှိတဲ့နေမှာတောင်ဘူးလူဆရာတော်ကြီးစောက်တည်ခဲ့တဲ့ဒူတင်ကတော့နေသစီဒူတင်ဖြစ်ပါတယ်။နေသစီဒူတင်ဆိုတာကတော့မလဲမလဲအောင်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။တောင်ဘူးလူဆရာတော်ကြီးမှာအိရာလည်းမရှိပါဘူး။အိရာလည်းမထားပါဘူး။ဆရာတော်ကြီးကဘယ်အခါမှမလဲမလဲအောင်ပဲထိုင်လျက်ကျင်းဆက်ခဲ့တာနှစ်ပေါင်း20ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုမျိုးထူးခြားလာတဲ့ဝိသေသဒူးနဲ့ပြည်စုံတဲ့တောင်ပုလူဆရာတော်ကြီးရဲ့နေ့စဉ်ဒူးတင်စောက်တီဘုံအကြောင်းကိုစာရေးဆရာဘူမင်းဟန်ကကိုယ်တိုင်လျှောက်တင်မှတ်တမ်းပြုခဲ့ပူပါတယ်။အဲတနေ့မှာဘူမင်းဟန်ကဆရာတော်ကြီးကိုဖုံးမြင်ပြီးတော့ကြောချလဲလျောင်းအိတ်ဆက်ချင်းမပြုတ်ဒီမှာအနှစ်20ကြာမြင့်ပြီလို့သိရပါဗျ။ကြည်ကြံနေထိုင်ခြင်းမှာဘဲကစပြီးတော့ဘလူးကျင့်နေဆိုတာသိရှိခွင့်ရှိပါကသိလိုပါကြောင်းရှောက်ထားလိုက်ပါတယ်။ ဒီလိုရှောက်ထားတောင်းပန်တဲ့အခါတောင်ပုလူဆရာတော်ကြီးကဒီချင်းစဉ်ကိုပထမစကျင်တော့အိတ်ကိုတဖြည်းဖြည်းလျှော့ပြီးလာရတယ်။တနေ့အိတ်ချင်းကိုလျှော့နိုင်သမျှလျှော့ပြီးတရားထိုင်ရတယ်။အဲဒီလိုနဲ့ကျင့်လာခဲ့တာလာဖို့အတော်ကြာတော့အိတ်ချင်းကတဖြည်းဖြည်းနည်းသွားတယ်။အဲအဲ့ဒီလိုပဲအိတ်ချင်းနည်းသွားပြီနဲ့ခန္ဓာကိုယ်မှာကျန်းမာရေးမထိခိုက်ဘာမှမဖြစ်တဲ့အခါကျမှနောက်ပိုင်းမှာမအိတ်ဘဲနေနိုင်အောင်စက်ကျင်ရတယ်။ မိဘနေနိုင်လာတဲ့အခါမလဲလျောင်းပဲနေနိုင်အောင်တဆင့်တပြီးကျင့်ပြန်တယ်။ဒီလိုတပြေးပြေးကျင့်လို့ခံနိုင်ရှိလာတော့ငါဒီကနေ့ကစပြီးတော့ကြောချလဲလျောင်းအိတ်ဆက်ခြင်းမပြုတော့ဘူးဆိုတဲ့အဋ္ဌထံကိုတင်ပြီးတော့ကျင့်တာဖြစ်တယ်လို့ပြန်ဖြေပါတယ်။ဒီလိုဆိုရင်တောင်ပုလူဆရာတော်ကြီးကနှစ်ပေါင်း20ကျော်မြလျောင်း၍အိတ်ဆက်ခြင်းကိုပယ်ပြီးတော့ ခံ၍အိတ်လီရှိတဲ့ပုဂ္ဂိုလ်အဖြစ်ကုသိုလ်စေတနာကိုတည်ဆောက်ခြင်းမီတဲ့နေသစီဒူးရင်ကို စောက်တီတော်မူခဲ့တာဖြစ်ပါရယ်ခင်ဗျာသာသနာတော်တမိုင်းမှာတနတ်မီမကူကြည်မထုတ်ဘူးဆိုတဲ့ဆရာတော်ကဘယ်ဆရာတော်ဖြစ်ပါသလဲသာသနာတော်တမိုင်းမှာတနတ်မီမကူကြည်မထုတ်ဘူးလို့ထင်ရှားခဲ့တဲ့ဆရာတော်ကတော့ ပရိပတ်တိသာသနာဝင်ထုတ်ကောင်ဆရာတော်ကြီးဖြစ်ပါတယ်။ထုတ်ကောင်ဆရာတော်ကယဟန်တီလာကိုလုံခြုံစွာဖြစ်ကျင်ပြီးတော့ဒူတင်73မှာကိုလည်းအလင်းတင်သလိုဆောင်ယူတော်မူတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ အခါတစ်ပါးမှာပေါတော်ကန်တော်ရမှာရှိတဲ့တစ်ပင်ရင်မှာဒူတင်လွင်ဒီခုံမြင်ဒူတင်တို့ကိုကျင်းသုံးတော်မူစဉ်ကဖြစ်ပါတယ်။အဲဒီနေ့မှာတောကြုံတကြုံမှာနေတန့်ပြီးတော့ကမ္မထန်တရားအားထုတ်နေစဉ်မှာတောလိုက်မိုးဆိုးကြီးဘူးတက်ခါရဲ့သားကောင်အမတ်နဲ့ချုံးပြခြင်းကိုခံရပါတယ်။ဒါပေမဲ့တနက်ကနေမီးကူးခြင်းမရှိဘဲနဲ့ကြီးထွက်ခြင်းလည်းမရှိကြပါဘူး။ဒီချိန်မှာမိုးဆိုးကြီးဘိုးတက်ခါကရုတ်တရက်မူးမိုက်ပြီးတော့လဲကျသွားပါတော့တယ်။ မုံစိုးကြီးတတိပြန်လဲလာလို့ခြုံတွင်းကိုတေးချာကြည့်လိုက်တော့ထုတ်ခေါင်းဆရာတော်အရှင်သူမြတ်ကိုတွေးလိုက်ရတာဖြစ်ပါတယ်ဒီမှာပဲမုံစိုးကြီးရဲ့ဆရာတော်ရဲ့ခြေစုံကိုဖက်ဝင်းချတောင်းမှရှာပါတော့တယ်ထုတ်ခေါင်းဆရာတော်ကိုတက်ကြေ1160ပြည့်နဲ့တပေါင်းလာပြည့်အင်္ဂါနေ့ဟင်းသရခရိုင်၄မြနာမြို့နယ်မင်းကုန်းရွာမှာခမဲတော်ဦးလူကြီးမဲတော်ဒေါ်မီတို့ကမိဖွားတန့်စင်ခဲ့တာဖြစ်ပါတယ် ငယ်နာမည်ကတော့မောင်စုဖြစ်ပါတယ်။မောင်စုလေးမျက်နှာမျိုးနဲ့ငရေရောကျွဲကုန်းရွာမှာအာဂန်နုသတင်းသုံးနေတဲ့အင်းဝါကကြမ်းတက်အကျော်မကြီးတော့ရဆရာတော်ထံမှာရှင်သာမဏေပြုခဲ့တာဖြစ်ပါတယ်။ ဘွဲ့နာမည်ကတော့ရှင်ညာနဝန္တဖြစ်ပါတယ်။ဆရာတော်ကြီးအေးဝါကိုပြန်ကြောက်တော့အတူလိုက်ပါသွားခဲ့ပြီးတော့အေးဝါမှာစာပေပြည့်ရည်တွေကိုစီးပူးတင်ယူခဲ့ပါတယ်။ရှင်သာမဏေဘွားမှာပဲပထမကျော်အောင်မြင်ခဲ့ပါတယ်။ဒီဘွဲ့ကိုအကြောင်းပြုပြီးတော့အမရပူရနေပြီးတော့မိဖုရားကောင်းကြီးပိပိကိုးကွယ်ခြင်းကိုခံယူရရှိပါတယ်။1181ခုနှစ်ကိုရောက်တဲ့အခါမှာယဟန်ဖြစ်တော်မူပြီးတော့ယဟန်ရှိဝါအရာမှာအဖော်မမိပဲတကူနဲ့တိုးရဆောက်တည်ခဲ့ပါတယ်။ စကိုင်းတောင်ကိုရန္နာထုတ်ခေါင်စီဒီနီကိုရွှေပြောင်းပြီးတော့တောရနေစဉ်ကစတင်ပြီးတော့ရန္နာထုတ်ခေါင်ဖုန်ကြီးလေးလို့အမည်တွင်ခဲ့ပါတယ်။နောက်ခါမှာထုတ်ခေါင်တောရဆရာတော်လို့အမည်တွင်လာခဲ့ပြီးတော့မန္တလေးမြို့မြို့ဒီနန်းဒီဘွားရှင်မင်းတရားကြီးဖြစ်တော်မူတဲ့မင်းတို့မင်းကြီးရဲ့မင်းဆရာတော်ဖြစ်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာ။လေဒီဆရာတော်ကြီးရဲ့အံ့ဖွယ်ဝိသေသလက္ခဏာတွေကဘာတွေလဲ? thank you လယ်ဒီဆရာတော်ကြီးကစာသင်သားဘဝမှာ အလုံးကိုအနေဆင်းရဲအစားဆင်းရဲနဲ့စာပေတွေကိုသင်ကြားခဲ့ရပါတယ်။ဒီလိုမိမိစာသင်သားဘဝမှာအလွန်ထိုးတရခြင်းဟာဝေယဝိဆတ်ကုစုမရှိသဖြင့်ဆင်းရဲရခြင်းဖြစ်တယ်လို့ယူဆတော်မူခဲ့ပါတယ်။ဒါကြောင့်လယ်ဒီကျောင်းတော်ကြီးထူထောင်ပြီးခြင်းကစပြီးတော့ နံပါတ်၁လယ်ရီတိုက်သို့ရောက်တော်မူတဲ့အခါမနက်တိုင်းနနက်တိုင်း၄နာရီချိန်ထတော်မူပြီးတော့တတိုင်းလုံးနှံ့အောင်တပြက်စီလှဲခြင်းဝတ်ကြီးကိုထူထောင်တော်မူပါတယ်။အနည်း၂၀တိုင်အောင် ဆွဲမဲစွာလှုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ နံပါတ်2ကတော့တန်ဃာတော်များသုံးရီချိုးရီရေရီခတ်ပြီးလယ်ဒီရေတိုးကြစီမြို့တွင်းမှာရှိတဲ့ထေကြီးဝါကြီးတတ်တော်ကြီးတို့ကိုစုံနိုင်ဝင်တိုင်းကိုတော်တိုင်းထမ်းပြီးတော့လှူဒန်းမြဲဝဲဆက်လက်ဆောင်ရွက်တော်မူပါတယ်ရေဝကြီးကို အနှစ်20တိုင်အောင်ဆွဲမြဲတော်မူပါတယ် နံပါတ်3ကတော့ရေလူတန်းပြီးတစ်မျိုးလုံးနှံ့အောင် ဆုံးငံကြွခြင်းနဲ့ရှေ့ကရှိပြီးဆုံးငံဝကြီးကိုမပြတ်မကွက်ဆက်လက်ပြီးတော့စာသင်အတန်းက60 80ကျော်လို့လှုပ်ကျွေးတော်မူပါတယ်။ဆုံးငံဝကြီးကိုလည်းအနှစ်20တန်းအောင်ဆော့ဆော့မြဲမြဲလှုပ်ဆောင်တော်မူခဲ့တာဖြစ်ပါတယ်။ ်လေဆရာတော်ကြီးကသူ့ရဲ့ကျောင်းတိုင်မှာရှိတဲ့တန်ဃာတော်များအတွက်သာနေဘရဝိကိုဖြည့်တာမဟုတ်ပါဘူးမွန်ရွာမြို့တွင်မှာရှိတဲ့မထေကြီးများတရင်300တန်ဃာအများစုရှိရာကျောင်းတိုင်များကိုလည်းဒီဝိကိုဖြည့်ကျင့်တော်မူပါတယ်တချို့ဘုန်းကြီးများကအားနာတဲ့အခါတားမြစ်တော်မူတော့တပည့်တော်ကိုတနားရင်ခွင့်ပြုကြပါတတန်တရာလုံးတပည့်တော်ရဲ့လက်တီချွေတရားတားကြုံမရားကြုံဖြစ်ခဲ့ရပါတယ် ။ဒါကြောင့်တန်ခါကြုံသာသနာကြုံမှုကိုပြုတ်ဝင် ပေးတော်မူပါလို့ပြန်လဲလျှောက်ထားပြီးပြုမြဲတိုင်းပြုတော်မူခဲ့တာဖြစ်ပါတယ်။ဒီလိုဆောင်ရွက်တာကတစ်နှစ်နှစ်နှစ်မဟုတ်၄၅နှစ်လည်းမဟုတ်အနှစ်20လုံးလုံးမပြတ်မကွက်ဆောင်ရွက်တော်မူခြင်းကလယ်ရီဆရာတော်ကြီးရဲ့အံ့ဖွယ်ထူကြားဝိဒေသများပဲဖြစ်ပါတော့တယ်ခင်ဗျာ။ဆိုင်ဆရာဆရာနန္ဒာမိုးကျင်နဲ့နားဆင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။